မာတီရဲ့လွတ်လပ်ရေးကိုတခင်အောင်ဆန်းအရယူပေးခဲ့တာမှန်တော်လည်းပဲမှန်တော်လည်းပဲအဲ့ပြည်သူလူထုအသီးသီးလူရန်းကအသီးသီးအလွှာအသီးသီးအဲ့လူထုတွေကိုနံပါတ်၁စူးစီးပေးတာဆရာကြီးတခင်ကိုတော်မှိုင်းကသာတယ်လုတ်ပေးနိုင်တာဖြစ်တယ်ဗမာသားတွေတို့သာဗမာဒါကတော့ကားသားတွေကသာဟိုတခုတော့ပွဲလွဲပါလေပွဲလွဲတယ်ဆိုတာဟို မျိုးဖြစ်မြက်ကမ်းမျိုးချက်ဝါဒတော့မတူဘူးမတူဘူးဆိုင်ရအမျိုးသားရေးစိတ်တဲ့အခြေခံနဲ့တိုင်းချစ်ပြည်ချစ်စိတ်ပေါ့အဲ့အဲ့ဒီဟာကိုသူကနှလုံးသွင်းတဲ့ဆရာကြီးပါမိစေများလို့တော်လန်တော်နေတဲ့ပါစာပေတဲ့ကတော်လန်ရေးတော်လန်ရေးတဲ့ကစာပေစီစဉ်ကနေပြန်လဲကျူဆူလိုက်ပါတယ်တော်လန်စာပေတို့ရဲ့မြဖြားခံရဆရာကြီးတခင်ကိုတော်မန့်အကြောင်းကိုစဉ်းစားတင်ပြလာရမှာဒီတစ်ပတ်မှာ အပိုင်း၃ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အပိုင်း၃မှာဘုရားဆရာဆရာရေးဆရာအယ်ဒီတာမောင်စိုးချိန်ဘုရားဆရာဆရာရေးဆရာအယ်ဒီတာ မောင်လွမ်းနေတို့နဲ့အတူအခုလိုဆွေးနွေးထားကြတာကိုလေ့လာကြရမှာပဲဖြစ်ပါတယ်။ဟောက်ဘောဆနစ်ကနေဆရာရေးဆရာစာပေလှူချမှုတွေစာပေဟောတော့ရေးသားမှုတွေထုတ်ဝေမှုတွေသူလုပ်တယ်။ဒါသာသူရရမှာနော်အတ္တကြီးအရေးကြီးတော့အယ်ဒီတာတစ်ပိုင်းလည်းဖြစ်ပါတယ်။ဟုတ်တယ်ဗျ။ဆိုတော့အဲ့ဒီမှာဆရာကြီးကဘာဖြစ်လဲဆိုတော့အဲ့ကြမ်းမှာ ရင်သွင်းနှုတ်နှုတ်နဲ့ဇနီးတွေဆုံးပါပါလေ။ဟုတ်ဟုတ်ကဲ့။စောက်ဝင်နေရတယ်တိတ်ခက်ခဲဖြစ်ပါလေ။ဖြစ်တဲ့အခါအဲ့လောက်ဖြစ်နေတဲ့ကတိလင်နာဖြစ်နေတဲ့သူဘဝမှာတော့မှတက်အဲ့ဒီတက်သူចောင်းသားတွေဟိုကလျှောက်ထားတဲ့အတွက်ဆရာကြီးကူပါအောင်ဆောင်တာ။ဒီအလောက်ကထွက်ပြီးတော့ဆရာကြီးကဟုတ်တယ်ဒီအမျိုးသားကိုကိုလေးကြောင်းမှာဒီကိုလေးဒီကြဆိုဝင်တဲ့ဘာမှသာပါမောက်ခဖြစ်တာဝန်ယူပြီးပြီးတော့သူ့မိသူ့ကိုကျော်သူ့မိသားစု အဝါအကျိုးအတွက်ကိုစွန့်ဖယ်ပြီးတော့တိုင်းပြည်နဲ့လူမျိုးအတွက်အနာဂတ်ပညာရေးအတွက်ဆရာရဲ့အဲ့ဒါမျိုးသူကညှုံ့နှံနေတယ်ညှုံ့နှံနေတာပေါ့ဆရာပြောနော်ခုနဆရာတို့ပြောလို့ပါပဲဆရာရဲ့ခုနပရစာပေးပြီးပြုစုလို့ပါပဲတချို့ပြဿနာပြည်ဆိုရင်သူတိဖြတ်ပေးတဲ့ပြဿနာတွေလည်းရှိပါတယ်သူရေးတာမဟုတ်ဘူးပဲဆရာရေးတာတွေလည်းတိဖြတ်ပေးတာရှိတယ်အထူးခြားဆုံးကတော့ခုနဟောတက်လက်စာလည်းပဲပြောပါဗျပြောလိုက်ပါမယ်အဲ့ဒါတော့6990ចောင်းသားသပိတ်ပေါ့ အဲ့ကျောင်းသားတပည့်ကြီးဖြစ်လာတဲ့အခါမှာသူကအရေးကြီးတယ်ဆရာကြီးကတကြောင်းလည်းပဲပြောတာမင်းတို့ဆရာကိုစင်းတိုးရတာထားလိုက်ပြီးတော့ဘယ်တော့မှကောင်းမရှောင်ဘူးကောင်းမရှောင်ဘူးမင်းတို့လည်းတသားတည်းထတ်တူငါတိုက်ဝဲဝင်မယ်ဆိုဒါပဲဆိုင်မှာအဲ့ဒီဟာဟာရီရပေါ့ဗျာဘယ်တပ်တို့ကျောင်းသားတွေရောလူတွေထဲမှာဒီတဲ့ကောင်းတဲ့ကျွေးကြော်တံပဲရှိမှာလဲရှိမှာတော့ဟုတ်တယ်ဆိုတော့အဲ့ဒီအဲ့ဒီအခြေခံအချက်တည်းဆရာကြီးရဲ့အဲ့လိုကွာဗမာသားတွေတို့သာဗမာ ဒါကတော့ကားသားတွေကသာဟိုတခုတော့ပွဲလဲပါလေပွဲလဲတယ်ဆိုတာဟိုမြို့ချစ်မြကန်းမြို့ချစ်ဝါရတော့မတူဘူးမတူဘူးဆိုင်ရအမျိုးသားရေးစိတ်တဲ့အခြေခံနဲ့တိုင်းချစ်ပြည်ချစ်စိတ်ပေါ့အဲ့အဲ့ဒီဟာကိုသူကနှလုံးသွင်းတဲ့ဆရာကြီးပါဟုတ်ကဲ့အနောက်ဆောဆောကပြောလို့ပေါ့ဒီဗရစ်တရစ်စနစ်ပေါ့လေဒါကိုဒီတန်းတာလို့ညိမဆယ်နိုင်ဖြစ်တာပါအမှန်တော့ဆောဆောဆရာဆိုးပြောတဲ့အချိန်မှာ တစွန်းတစပါပါလေအဲ့ဒါဘာလဲဆိုတော့ကိုတိုင်းကိုပြီးကိုထီးကိုနန်းဟာကျိုးပေါက်ကုန်ပါပဲပေါ့ငါတို့အချုပ်ချာအန္နာငါတို့ဆုံးရှုံးခဲ့ပါပဲပေါ့ဆိုတော့အဲ့ဒီခြေကွဲမှုဟုတ်ကဲ့ဆိုတော့အဲ့ကြတော့ခုနပြောတဲ့ပရိသတ်စနစ်ဖြစ်ဖြစ်ကိုလိုနီနဲ့ချက်ဖြစ်ဖြစ်ဖက်စစ်ပဲဖြစ်ဖြစ်ပေါ့သူကဒါတွေစိတ်ဝင်စားပေါ့သူအမျိုးသားပြန်လေအရှင်တန်ကြီးကိစ္စယူမယ်အကြီးကစတဲ့စာပေနိုင်ပဲပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲ့ဒါအဲ့ဒါတွေဖြစ်ခဲ့တယ်ခုနပြောလို့ပေါ့အဲ့ဒီ 1920ကျောင်းသားသပိတ်မှာအဲ့လိုရက်တည်ပေးခဲ့ပြီးတော့ပေါ့နော်ဟိုဆက်ပြီးတော့ကျောင်း1920နဲ့1936ဒုတိယကျောင်းသားသပိတ်အပိုင်းကိုတော့ဆရာဆက်ပြီးတော့မိတ်ဆက်ပါကျွန်တော်ဆက်ပြီးတော့ဖြည့်ပါမယ်ဟုတ်ကဲ့ခုနဟိုတအူကြီးလေးခုပေါ့နော်ဟုတ်ကဲ့အဲ့တော့ပြန်ပြီးပြောမယ်ဆိုရင်အ GCBA အဲ North Carolina Tomas Sion အဲ North Carolina Pasapala ဖက်စစ်ဆန့်ကျင်အမျိုးသားလူမျိုးရေးအဲ့နောက်က energy ပေါ့အဲ့တော့ဒီခေတ်ကြီးတွေနဲ့အပြိုင်ဒီခေတ်တွေနဲ့အပြိုင်တော့ထားလိုက်တော့ခုနအမျိုးသားတောင်ကြီးတုံးမှုနဲ့အပြိုင်ဆရာကြီးကသူ့ရဲ့တော်လိုင်းစာပေတွေကိုရေးခဲ့တာအဲ့တော့နိုင်ငံရေးကတဖြည်းဖြည်းနဲ့ဟလာလှုပ်ရှားမှုကဒီ legislation ကြီးအမျိုးသားလူမျိုးရေးဆိုတဲ့ လှုပ်ရှားမှုကတပြေးနဲ့မြင်မလာလေးတွေအားလည်းကောင်းလာတာပါအားလည်းကောင်းလာလေးတွေနော်လူလူတိုက်ပွဲတွေကအားကောင်းလာလေးတွေသူ့စာပြရလည်းပဲလူတို့တွေကိုစီုံသိမ်းသိမ်းသွင်းတာဟုတ်တယ်သူ့ရဲ့ဟိုဟိုဒီညမှာဘူလွန်ရဲ့ဟိုဆရာကြီးစောကြီးပြောတာလေးသွားပြီးမှတ်မိတယ်ဗျဘာလဲဆိုလို့ရှိရင်ဆရာကြီးတခင်ကိုယ်တော်မှန်ဘယ်လိုတင်စားလဲဆိုဗမာပြည်ရဲ့လွတ်လပ်ရေးကို တခင်အောင်ဆန်းအရယူပေးခဲ့တာမှန်တော်လည်းပဲမှန်တော်လည်းပဲအဲ့ပြည်သူလူထုအသီးသီးလူရန်းစားအသီးသီးအလွှာအသီးသီးအဲ့လူထုတွေကိုနံပါတ်၁စူးစီးပေးတာပြီးတဲ့အခါမှာအဲ့တွန်တိုင်းစိတ်တက်တည်းပေါက်ပွားလာအောင်စူးစီးပေးတာစိတ်တက်စူးစီးမှုနိုင်ငံရေးအတွေးခေါ်စူးစီးမှုလူပုဂ္ဂိုလ်တွေစူးစီးမှုလူတို့အရရက်ကိုလူတို့အသီးသီးကိုစူးစီးမှုဟာ ဆရာကြီးတခင်ကိုတော့မှိုင်းကသာတယ်လုတ်ပေးနိုင်တာဖြစ်တယ်အဲ့ဒါကိုအရင်ပြောရလေဆရာကြီးကအဲ့ဒီတော်လန်ရေးစိတ်ဓာတ်တွေကိုကျိုးထောင်ပြီးတော့မှတော်လန်ရေးပန်းနေများစွာပွင့်ဖို့အတွက်ဝတ်မုံကြီးမြို့တော်မုံကြီးအများကြီးကူးပေးခဲ့တယ်ဆိုတော့ဒီနေ့ဗမောတရားတို့လူလူတော်မှာတို့ထိတယ်နောက်ဆုံးဒီဘက်လူတော်လန်ရေးထိကိုတာဆရာကြီးရဲ့မှိုင်းမျိုးသက်တွေကအများကြီးရှိနေရတယ်ဆိုတာကိုသူတို့ကဒါညပဲလို့မရဘူးလေနော်မှန်ပါဟုတ်ကဲ့ဟုတ်ကဲ့တရားအဲ့ငါဆရာဆိုးပဲဥဆောင်ဆွေးနေတဲ့ပါတယ်တဝီလေးခုပေါ့နော် အဲ့လာတော့ဒီတဲ့ပဲဆိုတော့ဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်ကဒီဖက်စာဗလာနဲ့ energy ဂျားမှာတခုကျွန်တော်ကအလံတလက်ရှိတယ်ကျွန်တော်ကျွန်တော်ဟိုပါဘောသဘောထားအမြင်မှာဟုတ်ကဲ့ဘကတာပြားဖွဲ့ချုပ်ပဲဟာကောင်းတော့ဟာဟုတ်တယ်တောင်းတာတမအသိရေးကြည့်ပါလေအဲ့ဒီ1920 1930တောက်က30တလျှောက်ချင်းကန်နေပါတောင်းတာလှုပ်ရှားတောင်းတာတမကရဲ့ဒီပေါ်တော့တိုက်ပွဲဝင်စိတ်ကြနဲ့ဒီတမကစိတ်ကြဟာဒီကနေ့ထိကျွန်တော် ရှင်တန်းနေရတာပါတိုးတော့သူကတော့ကျောင်းသားတက်မှတ်ကအမိခံနေပဲအင်မတန်ထူးချွန်ထက်မြက်တဲ့လှုပ်ရှားမှုကိုရှိတဲ့တက်မှတ်ကတခုပါနိုင်ငံရေးပါတီတခုတော့မဟုတ်ဘူးပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါလူငယ်တွေရဲ့ပါဝင်မှုပေါ့ဗျာပါဝင်မှုပေါ့လူငယ်တွေရဲ့ပါဝင်မှုရဲ့လူငယ်တွေရဲ့တက်ကြွမှုအဲ့ဒီတက်မှတ်က ကန္နာလည်းကျွန်တော်ဗမာနိုင်ငံရေးတမိုင်းမှာအင်မတန်အရေးကြီးတဲ့အရေးကြီးတဲ့ဟုတ်တယ်ဟုတ်ကဲ့လက်ခံတယ်ပြဖွဲ့စည်းတစ်ခုဖြစ်ပါတယ်လို့နော်ဟုတ်ကဲ့နောက်တစ်ခုဆက်ပြောရအောင်ခုနဆော့ဆော့ဖုံဖုံပြောလို့ပေါ့ဒီနေ့ကာလနဲ့ကျွန်တော်နိုင်ပြောမယ်ပေါ့ဗျာနော်ဟုတ်ကဲ့စေအုပ်စုပဲဖြစ်ဖြစ်မဆာလာအုပ်စုပဲဖြစ်ဖြစ်အဲ့ဒီအုပ်စုတွေကဖန်ကြီးပေးနေစာပေစုတွေကြီးပေါ့ဟင်းဟင်းဟွာပေါ့ဟိုနှစ်နှစ်ကာကယူနေတဲ့လူတွေရှိတယ်ငင်းပယ်တဲ့လူတွေရှိတယ်ဝိလာမင်းသားကိုဘုန်းတော်ဝယ်ရေးပေးပါ ရွှေတင်းကားတစ်ထောင်ပေးမယ်ပေါ့အဲ့တော့ရွှေရွှေတင်းကားတစ်ခုကိုမှ30ကျပ်ပဲရှိတာပါအဲ့ပြန်ကြိုင်းဝင်ဦးမေအောင်ကရှောက်တာဟုတ်ဟုတ်ကဲ့ဆရာကြီးကလုံးဝညင်းပါတယ်ဒီကနေ့ကာလမှာကြည်ပါအဲ့ဒီမင်းအွန်လိုင်းလို့ပေးတဲ့စုတွေကိုယူရဲတယ်ယူနေတာမဆလာပေးတာယူရဲတယ်ယူရဲကျော်စရာဆရာကြီးဘုန်းကြီးတွေလည်းပါတယ်ရအဲ့စိတ်သက်အရင်းခံပေါ့ဟုတ်ကဲ့ဆိုတော့ဟိုတိမ်ပေါ်တာပေါ့နောက်စိတ်အုပ်စုရဲ့ဖြည့်ဆည်းမှုကအများတာပေါ့အဲ့အဲ့အဲ့ဒါလည်းကြုံရပါတယ် ဆိုတော့အဲ့တော့ဆရာဆက်ပါအောင်ဆရာဟုတ်ကဲ့ဟုတ်ကဲ့အဲဒီနေရာမှာအော်ကျွန်တော်တို့ဒီဆွေးနွေးပွဲဆရာကြီးရဲ့အော်မဟာလေးကျိုးကြီးတွေကလည်းကျွန်တော်တို့ကောက်နှုတ်ပြီးတော့ကအာရွတ်ကြမယ်ဖတ်ကြမယ်ပေါ့နော်ဟုတ်တော့ဆရာကြီးနဲ့မောင်နှံရောဦးစင်ရောတပည့်တော်တို့ဟုတ်ကဲ့ဆရာကြီးနဲ့မဟာလေးကျိုးကြီးနဲ့ဆိုတာတော့ဆရာကြီးတခင်ကိုတော်ပိုင်းလို့ပြောလို့ရှိရင်ဘလုံးဒီကာဒေါန်ဒီကာဖိုဒီကာစကြည့်တဲ့ဒီကာတွေကိုဦးစင်တို့ကမေ့ထားခဲ့လို့မရဘူးသူရေးတဲ့ရေးသားဟန်တွေကလည်းပဲစာပေမှာ ကြရားမှာပေါ့နော်အခက်ခဲဆုံးဆိုတဲ့သူကအချိုးကြီးတွေနော်လေးကျိုးမှာတော့မှမာလေးကျိုးကြီးတွေနဲ့အေးလုတ်ခဲ့တာကြီးလေဆိုတော့သင်္ကိုတော်မိုင်းလို့ပြောလိုက်တာနဲ့တပြိုင်နဲ့မာလေးကျိုးကြီးတွေကတွဲပါပြီးသားဆိုတော့လေဘာပဲတော်ရည်လို့ဖြစ်နေတာတော့သူ့ကိုလည်းမေ့ထားရတယ်ဆိုတော့မများဘူးပေါ့ဟုတ်ဆရာလုတ်ကဲဟုတ်ကဲ့ဆိုတော့ဒီမှာအာခုနဒီပြီးတော့သုံးဆောင်ဆူနေခဲ့တဲ့ဟာအဲ့ဒါလေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြပြာလေးတစ်ပုဒ်တော့ညွှတ်ချလိုက်ပြီးညွှတ်ချနေတယ်ဟုတ်အဲ့ဒါဘာလဲဆိုတော့ဘူတီကာ အဲ့ဒါမစ္စတာမောင်မိုင်းကဆရာမောင်မနီအမေရှိတဲ့အတိုင်းပေါ့ဆွနေတဲ့အတိုင်းပေါ့နော်အာချီမောင်ရွတ်တဲ့မောင်မိုင်းအဲ့ဒါကိုဆန့်ကျင်တယ်ချီမောင်ရွတ်တဲ့မောင်မိုင်းကတော့ကအာဆရာမောင်မနီဆွနေခဲ့တယ်လို့ပါပဲဟုတ်တယ်ဟာလာအင်မလန်ကောက်ကျစ်တဲ့စင်းလေတဲ့လူလိမ်လူညာအာလွတ်တပုတပုဦးပေါ့ဟုတ်တယ်အဲ့တော့အဲ့ရာကိုကြီးထားတဲ့ခါကျတော့မောင်မိုင်းကလာတူတဲ့ခါကျတော့သူကအဲ့မှာမစ္စတာမောင်မိုင်းလုံးလိုက်ဟုတ်တယ်ဟုတ်တယ် တနည်းအားဖြင့်တော့ essence ကပါလဲဆိုရင်အဲ့ကာလတုန်းက Mr. Kid တွေ Mr. Luani တို့ Mr. Tezananda တို့စသည်အားဖြင့်အဲ့လို Mr. ဟုတ်လားငယ်ချက်ဆန့်ကျင်လုံးဝမဲ့စားငယ်ချက်ကိုဟုတ်လားအဘေအမေအဘေအမေတို့ကိုပိုးပွဲစီကတ်တယ်လို့တော့ဟုတ်တယ်အဲ့ဒါကို तू ကထိတိလျောင်းလောင်လောင်နဲ့ရေးထားတဲ့စာပိုက်ကလေးအဲ့ဒါလေးပေးတဲ့ကြီးကိုဖတ်ပြခြင်းပါလေဗျာဟုတ်တယ်မင်းတို့ညာအမြင် တမိုက်တထွာမျှရင်နိညီးဖို့တန်လင်းမရကြပေလိုက်ဇဲ့တဘာဝရေတဲ့ကြံကန်နေမန်တန်ထဲထဲနဲ့မန်းနာထဲထဲနဲ့မာနတက်စရာများအယံထမဟေဖြင့်ဘာလလက္ခဏာတဘာမှိုင်းတယ်နော်မှိုင်းတယ်နော်တိုင်းနဲ့ပြေကျော်ဖို့ဖြေမနော်အဖက်ဘက်ကစမ်းကြပါတော့ မပြေတော့တက်သက်နှစ်သက်တန်းပါဘဲတဲ့ဆိုတော့ပြောချင်တာကတော့ခုနဘူဒီကမရေးထားတဲ့ဒါကပြဟုတ်ပါတနည်းအားဖြင့်တော့ခုနဘူစိတ်ဒီဟလာအာဘူစိတ်တွေပေါက်နေကြတဲ့လူတွေကိုတယောတဲ့ကပြမျိုးပါပဲအဲ့တော့ဒါတွေကဟိုဈာပြတ်ပေါ့နော်ဆရာကြီးရဲ့ကပြလေးလေးအဲ့ဒီတော့ကလည်းဟိုပြောမယ်ဆိုရင်တော့ဟိုကျွန်စိတ်တွေပေါက်နေကြတာကျွန်စိတ်ပေါက်နေကြတယ်ကျွန်စိတ်တွေပေါက်နေကြတဲ့အခါတော့ဒါဆရာကြီးက ဒါကိုလှုပ်လို့လိုက်တဲ့ခါမှာတခင်သိပ်ပြန်ပေါက်အောင်လို့ပေါ့နော်ကိုရီးယားလည်းဟိုဦးဇင်းတို့ရဲ့မြန်မာလူမျိုးတွေကအများသောအပြည့်ဟိဒီဝတ်တပ်ပါဆိုတဲ့ရှေ့ကြောက်ရရှိကြပါတယ်ရှိကြပါတယ်ဟိုဟိဒီဝတ်တပ်လုံးဝမရှိတာဒါကိုလည်းရှိသေးစုပေါ့လေသေသူနဲ့နောက်ကအဲမဘာဒကတိုက်ခေါ်စစ်ကြုံပေါ့တိုက်ကောင်းတော်နေတိုက်ပေါ့ထားလိုက်ပါတော့သူတို့ပြောချင်တာကအဲ့ဒီရဲ့ဗိုဒီကာရဲ့ကြပြာတစားကိုပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီခစ်ကဆရာကြီးဟာတကယ်ကိုနင့်နင့်တီးတီးနဲ့ပေါ့နော်အေးတယောခဲ့တာဒီရှိတယ် အဲ့ရဲ့ဒီဗုဒ္ဓဂါရဲ့ကဗျာဒသကြောင့်လေအချို့ဣတိဩတပစိတ်တွေကြောင့်ပေါ့နော်ဒါဟာရှက်ရကြောက်ရမယ်ကိစ္စပဲဒါခံမျက်နှာကြည့်ရမယ်ကိစ္စပဲဆိုတော့ညင်ပြီးတော့မှတော်လန်ရေးတော့ပေါ့နော်ဆက်ဆက်ဆက်ကြီးနေချက်ဆက်ကြီးတော်လန်ရေးတော့ကိုစိတ်ဓာတ်ခွန်အားတစ်ခုပြန်ရတဲ့ကဗျာတို့ပဲလို့မြင်ပါတယ်။ဘာလို့ဆိုတော့ဆရာကြီးရဲ့ကဗျာတွေကတော်တော်နဲ့နဲ့သလို ယူရဖားရတယ်တော်တော်ခက်ခဲတယ်ဗျာနော်ဟုတ်တယ်ခက်ခဲတယ်ဟောဆိုသူအရင်တစ်ခေတ်ကသူတို့အချုပ်သားတရားဖေးတို့တလေးဥပုံညာတို့ရေးခဲ့တဲ့ရေးသားမျိုးတွေနဲ့မတူဘူးအချုပ်သားတရားဖေးတို့တလေးဥပုံညာတို့ရေးခဲ့ကြရတယ်သူတို့လည်းပဲဒေါ်လာရေးကြပြားတွေလည်းရေးခဲ့တာတွေရှိပါတယ်သူတို့မျိုးပါဆက်လက်ချင်းရဲ့လေးတို့ပါလို့ဆိုတာအချုပ်သားတရားဖေးတို့ရေးခဲ့တာရှိရဲ့လေဆိုတော့အဲ့ဒီခေတ်တုန်းကဆိုလို့ချင်းတေးထက်တွေအရန်ခေတ်သားတဲ့ကျင်လေနောက်တစ်ခုကသီဝန်းနီတဲ့တော်ကြီးတို့ရေးခဲ့တာဆိုလင်္ကာပေါ့နော်လင်္ကာတွေရန်ခေတ်သားတဲ့ကျင်အဲ့တရားကြီးအဲ့ဒီမှာတမူထူးကြတယ်သူက အချိုးကြီးတွေနဲ့ဝင်တာဟုတ်ဗျအချိုးကြီးတွေဝင်တာအဲ့ကျတော့ဆရာကြီးရဲ့စာပေတွေဟာရစ်စရတာလည်းခဲရင်းတယ်လို့ပေါ့နော်ဟိုရွဖားတဲ့သူတွေအဖို့မှလည်းခံရောကရိုင်းရောအကုန်လုံးတိထိတာရောဓဏိတာရောပေါ့နော်ဟိုဒီကကရုလဟုအကြီးဦးကတို့ရွဖားနိုင်မှဆရာကြီးရဲ့ကဗျာတကယ်ကိုပြောင်မြောက်တာပေါ့နော်ပြောချင်တာကဆရာသူချိန်တို့လို့ဦးကတို့မြွတ်နိုင်ပါဘူးခုလိုပြလိုက်တဲ့ခါမှာဟိုတော်လိုင်းစစ်တပ်ဟာလည်းဒီဟာကိုကနေပြန်ပြီးတော့မှ ်လို့နှိုးလိုက်တယ်ဆိုတော့ပြောချင်တာပါဟုတ်ကဲ့ဆက်ပါအောင်ဟုတ်ကဲ့ Okay လို့ပုံကအဲ့ဆရာအဲ့ဂေဂျိုကြီးကိစ္စရင်းနဲ့တစ်ဆက်ဆက်ချက်ပြောလို့ပါကျွန်တော်ဒီနေ့ခင်းနဲ့ကျွန်တော်ဆရာကြီးအဲ့ခက်ကရေးဖွဲ့တိုင်းနဲ့အမြဲတမ်းကျွန်တော်နှိုင်းစာနှိုင်းစာနှိုင်းစာပြီးကြည့်တယ်ပေါ့ခန်းစားကြည့်တယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီကနေ့ကလာမှာလေဒေရှုဒလန်ရဲ့ဟာလာမျိုးဒေါ်လန်ကိုဖျက်ဆီးနေမှုကြီးကအများကြီးကြုံရပါတယ်ဟုတ်တယ်ဆရာကြီးက အဲ့ဒီဟာကဘာကြောင့်လဲဆိုတော့ကျွန်တော်ကျွန်တော်ခုပြောပြန်တာရန်သူတသူတရှိုးတရိုင်းကြီးကြောင့်ဘာကြောင့်အာဇာနည်ရေသူရဲကောင်းတွေကကြဆုံရတယ်ဆိုတော့သူကမင်းကြီးရွှေလိုက်အောင်ဖွဲ့မှာဟုတ်ကဲ့ကြီးထားပါရဲ့အဲ့ဒါဒီကကျွန်တော်ကတော့ဒီရည်လေးကြိုးကြီးတစ်ပိုင်လုံးလွတ်တာကိုပေါ့ဆရာကြီးဘယ်လိုခြီးပြီးတော့ဘယ်လိုအဆုံးသတ်တယ်ဆိုတာလေးကိုကျွန်တော်ပြောပြရရင်ပါဟုတ်ကဲ့အဲ့ဒါဒီကဘာလဲဆိုပြောပါဗျာမြို့လူလင်းသားရတဲ့ကွန်စီတို့ ဒုသခင်စားဖွယ်လို့ညှို့လိုက်မယ်ကွယ်ဂီတာရဲ့ဓာတ်နဲ့လွမ်းရပြီတော့ကွာစိတ်အဲ့လိုချီတာဗျဟုတ်ကဲ့ဟုတ်ကဲ့ဘာလို့သူလွမ်းတာလဲဆိုခုနကသူရဲကောင်းနေလောက်ပြန်ခံရတာရန်သူရဲ့ဟလာတရင်ပေးရဲ့အတက်ခံအဲ့နောက်ဆုံးလေးမှပဲသူကောက်ပြီးအခေါင်မြန်အမှောင်တန်းတဲ့မှုအောင်ပန်းညှို့ခဲ့ရတဲ့အောင်ဆန်းတို့ရဲ့ရွှေလိုက်အောင်ဖိုးလို့ ဘလောက်လှတယ်ပေါ့ဗျာဘလောက်ခန့်ချင်လဲသူရဲ့ဝါရီကဒါဒါလေးတခုပြောတာပါဆက်ပါအောင်ဟုတ်ကဲ့နောက်ဒီမှာဆက်ပါဦးဦးစင်းတို့ပေါ့အမေရှိပါအောင်ဗျာပြောနေတယ်ခုနဒေဂျိုကြီးဟုတ်ကဲ့ပြောနေတာဟာဒီဒါဆရာကြီးရဲ့အရေးဖွဲ့တွေဟာသူ့ရဲ့တခင်သူ့ရဲ့ကလောင်တခင်ပါပေါ့နော်ဟိုတော်တော်ခက်ခက်ခဲခဲတီကုံးလို့တီကုံးရတဲ့ကြဗျာမျိုးသားတွေဆိုတော့ကြောင်းဦးစင်းကြဗျာမြင်နဲ့ပြောတာပါဘောင်းဆိုတော့သူတို့ရင်္ကာလေးတခုရေးသတ်ဖို့တော့မှာ တန်ပေါက်လေးတစ်ခုရေးသက်ဖို့တော့မတော်တော်ခက်ခဲတဲ့အချိန်မှာဆရာကြီးဟာအခက်ခဲဆုံးကြပြားတွေကိုရေးတယ်။အဲ့ရဲ့အခက်ခဲဆုံးကြပြားတွေကိုရေးဖို့အတွက်ကလည်းအခက်ခဲဆုံးအတွေ့အကြုံတွေနဲ့အခက်ခဲဆုံးသာပေတွေကိုဖြတ်သန်းရတာဟုတ်တယ်။ဆိုတော့အမြင်တွေခံယူချက်တွေအရက်တွေကိုအထိုင်တွေနဲ့အကုန်လုံးချိန်ပေါင်းမှုတော့မှတကယ်ကိုပြည့်စုံမိမိရဲ့သာပေဝန်းတာပေါ့နော်စိတ်တော်ဝန်းတာပြည့်စုံမှဒီလိုကြပြားမျိုးတွေရေးနိုင်တာကိုဆရာကြီးရဲ့တစ်ခစ်မှာကအဲတော်တော်ကြီးတန်ဖိုးရှိတဲ့အကြောင်းကိုဥစဉ်ဒါလေးကိုထုတ်ပြတာပါဆရာဟုတ်တယ်ဒါကတော့ ဆရာကြီးသခင်ကိုတော်မှန်းရဲ့တော်လံရေးစာပေဖြတ်သန်းမှုတွေကိုဆွေးနွေးခဲ့တဲ့ဆွေးနွေးချက် အပိုင်း၃ပဲဖြစ်ပါတယ်ဆွေးနွေးချက်အပိုင်း၄ကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တယ်ဆိုတဲ့အကြောင်းကိုတင်ကောင်းပါပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်